အားလုံးပဲမင်္ဂလာပါကျွန်တော် လော့ပိုင်းခမန်းချက်များ YouTube channel ကနေပြီးတော့ပြန်လည်ပြီးကြိုဆိုပါရစေ။အဲ့တော့ဒီနေ့ဒီဗီဒီယိုလေးမှာတော့ကျွန်တော်ဒါပုံမှန်တိုင်းပဲတပွဲကောင်းလေးရွေးချယ်ပြီးတော့တင်ဆက်ပေးသွားအောင်ဖြစ်ပါရစေ။ဒါကြောင့်မလို့ကျွန်တော်ရဲ့ဒီအပေါ်မှာတစားမှုတွေနေ့စဉ်ခံမှန်းချက်တွေဒီပွဲချုပ်သုံးချက်တွေကိုဒါစိတ်ဝင်စားလို့ကြည့်ချင်တဲ့မိတ်ဆွေများအနေနဲ့ကတော့ဒါကျွန်တော်ရဲ့ login ခံမှန်းချက်များ YouTube channel ကိုဒါ subscribe ထားပြီးလို့ရပါတယ်အဲ့တော့ဒီနေ့ညအတွက်ကျွန်တော်ရွေးချယ်မှုလေးစတဲ့ခင်မှာပုံမှန်တိုင်းမှာเนาะကျွန်တော်ဒီညမှာဆိုရင်ဒါ အာပင်းစလီကူကရှိတယ်စီးရီးရရှိတယ်ဂျာမန်ဖလားဘွဲရရှိမယ်အင်္ဂလန်ဖလားဘွဲရရှိတယ်နောက်ကျွန်တော်စပိန်ဖလားဘွဲရရှိတယ်ပေါ့နော်ဒီဘွဲစင်ကနေပြီးတော့ကျွန်တော်ကတဘွဲကောင်းစားနေတဲ့မိတ်ဆွေများအတွက်အာကျွန်တော်နိုင်ပြီးဘွဲရှိပါတယ်နောက်ကကျွန်တော်လက်ဂျီဖိုက်တာညီကိုများအတွက်ပွဲကြရင်ပြန်ပြီးရောပေးရရောစားဘွဲအစီအစဉ်လည်းရှိပါတယ်ဒါကြောင့်မလို့ကြောရှိမှာဒီနေ့ညအတွက်အာနိုင်ပြီးပွဲနဲ့ရောစားပွဲယူစားခြင်းနဲ့မိတ်ဆွေများကတော့ Viber number 39 8955 6339ကိုဆက်သွယ်လို့ရပါတယ် အဲ့တော့ဒီနေ့ညအတွက်ကျွန်တော်ရွေးချယ်မှုလေးကိုပြန်လည်ပြီးစတင်လိုက်ပါမယ်။အဲ့ကျွန်တော်ဒီနေ့မှာခုပြောချင်တာကတော့ဒါကျွန်တော်ကဒီဘလုံးပွဲတွေကိုအာပွဲကျခံမှကြပါတော့သုံးသက်ပေးရဲ့ဒူပြဖြစ်ပါတယ်။ကျွန်တော်အနေနဲ့ဒီမှာကျွန်တော်ကအဲ့လက်ရှိချိန်ဒီပေါ့နော်ကျွန်တော်နောက်ဆလီနောက်ဆလီရဆပြီးတော့လုပ်ငန်းကိုစတင်လုပ်ကိုင်ခဲ့တယ်။ဒါမှမဟုတ်ကျွန်တော်အနေနဲ့ဒီဘလုံးပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော် agent တွေ agent ခေါ်လာရေး unit ရောင်းလာတယ်။ဘာတစ်ခုမှမလုပ်ခဲ့ပါဘူး။ကျွန်တော်ရဲ့ DB ကလည်းကျွန်တော်ကဘယ် တော်တော်ဝက်ဆိုက်မှာသွားပြီးကစားလို့ရတယ်အဲဘရစ်အေဂျင့်ရှီမှာသွားပြီးတော့ဘလုံးပွဲလောင်းလို့ရတယ်ဆိုတာကိုကြွညာပေးရဲ့စီစဉ်ဖို့ပါဘူးကျွန်တော်ရဲ့ဒီစီစဉ်ကတော့ကျွန်တော်ဘလုံးပွဲတွေကိုကျွန်တော်ရဲ့ဝါသနာရသုံးသက်ပြင်ဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်ရဲ့အချန်ပြချက်တွေကိုပြန်လည်ပြီးတော့ကျွန်တော်ကအာဒီဝန်ဆောင်မှုချက်ပြန်ပြီးရောင်းတဲ့ဗီဒီယိုပေါ့နော်အဲတော့ဒီဗီဒီယိုထဲမှာကျွန်တော်ဘယ်အေဂျင့်ဟောကြွညာပေးရမှာမရှိဘူးဘယ်လောင်းလားဝက်ဆိုက်ကနေမှာကျွန်တော်စပွန်ဆာရလည်းမရှိပါဘူးကျွန်တော်အရင်ကလည်းမရှိဘူးအခုလည်းမရှိပါဘူးနောက်လည်းမရှိဘူးကျွန်တော်ရဲ့ဒီဗီဒီယိုကသုံးသက်ချက်သက်ဗီဒီယိုတစ်ခုပါဖြစ်ပါတယ် အားလုံးကျွန်တော်ရဲ့မစ်စင်နာသိအောင်ကျွန်တော်ဒါပြီးတော့ထည့်ပြောပေးရခြင်းဖြစ်ပါတယ်။ Okay ကျွန်တော်ဒီညတဲ့ကျွန်တော်ရဲ့ခံမှန်ချက်ကတော့ကျွန်တော်အင်္ဂလန်ဖလားပွဲစဉ်ကကျွန်တော်နယူကာဆယ်နဲ့စပါပွဲစဉ်ကိုကျွန်တော်ခံမှန်ပေးသွားမှာဖြစ်ပါတယ်။ဒီပွဲစဉ်မှာလက်ရှိပေးထားတဲ့ကြီးကနယူကာဆယ်ကနေပြီးတော့ဝန်ကောင်းမှုနိုင်ပေးရတယ်။ကိုပေါင်းကြီးက၃လုံး၅မှုစားပါတော့။အဲဒီပွဲစဉ်မှာဒီကြီးကကျွန်တော်မနေ့ကရသည်ကြီးနေရှင်မယ်ဆိုရင်တော့ဒါပြင်းတယ်လို့ကျွန်တော်ပြောလို့ရတယ်။မနေ့ကတော့အင်္ဂလန်ပြည်သားလေးပွဲအမှတ်ပွဲစဉ်မှာသူကယ်တော့ကနယူကာဆယ်ကနေပြီးတော့တဲရင်ရပြီးခဲ့တယ်။ကိုပေါင်းကြီးက၃လုံးရှုံးပါတော့။ အတော့ပွဲစဉ်မှာဆိုရင်နယူကာဆယ်2-1နိုင်ခဲ့တယ်ပေါ့နော်အဲဒီလိုဒီရာဒီမှာဆိုရင်ဒါနယူကာဆယ်ဆိုင်စပါပူကြီးခြေစွဲငင်တွေကိုကျွန်တော်ပြောလို့ရတယ်။အဲဒီလိုရှင်မျိုးမှာပြီးတော့မှတ်မိပွဲလည်းမဟုတ်ဘူး။ဒီဖလားပွဲလိုပုံစံမျိုးမှာနယူကာဆယ်တင်ရနေပြီးတော့ဝန်ဟောင်းနိုင်ပြီးရဲ့ချင်းရတော့အတော်လေးပြင်းတယ်လို့ကျွန်တော်ယူဆရကြယူဆရတယ်။အဲဒါမှမဟုတ်ဒီပွဲစဉ်မှာတော့ကျွန်တော်ကြေးရနယူကာဆယ်ဘလို့ကြိုက်တယ်။နောက်ကခြေစွဲရကြည့်မယ်ဆိုရင်လည်းနယူကာဆယ်ကနောက်ဆုံးနှစ်ပွဲဆက်အင်္ဂလန်ပွဲကစားပြီးတော့လုံးဝအာ နိုင်ရတယ်ပေါ့နော်စပါတင်ကတော့ခြေစမ်းပိုင်းတကြမမှန်ဘူးအဲဒါကြောင့်ရမှာဆိုရင်တော့လက်ရှိခြေစမ်းပိုင်းတည်နေတဲ့နယူကာဆယ်တင်းကိုကျွန်တော်ကြိုက်တယ်အဲဒါကြောင့်ကျွန်တော်ရွေးချယ်ပေးတဲ့ပွဲစဉ်ကတော့နယူကာဆယ်နဲ့စပါတင်ရဲ့ပွဲစဉ်မှာကျွန်တော်နယူကာဆယ်ဘောလူကြိုက်တယ်ဘာလို့လဲဆိုတော့လက်ရှိကြေးရတယ်တော်ပြီးပြင်းတဲ့ဘက်ကိုသွားရတယ်နောက်တစ်ခုကလက်ရှိခြေစမ်းပိုင်းကလည်းနယူကာဆယ်ကအိမ်ဝင်းဆိုရင်ပုံပြီးတည်နေတာကိုကျွန်တော်အနေနဲ့တွေ့ရတယ်အဲဒါကြောင့်ဒီပွဲစဉ်မှာကျွန်တော်ကတော့ ဒီယူကာဆယ်နဲ့အနည်းဆုံးတကူနဲ့နိုင်အောင်လို့ကျွန်တော်ပြောချင်တယ်အဲကြောင့်မလို့ကျွန်တော်ရဲ့ယူစားချက်ရာဒီညမှာကျွန်တော်ကယူကာဆယ်ဘော်ဒီကိုကြိုက်ပါတယ်ဒီဂျီရဲ့ဒီစီဇန်နဲ့ကတော့တကြပေါက်ယူကာဆယ်အနိုင်ရမယ်လို့ကျွန်တော်ထပ်ပြီးပြောချင်တယ်အဲကြောင့်မလို့ကျွန်တော်ရဲ့မစ်ဆွေညီကိုများနေတယ်လေဒီညမှာကျွန်တော်ရွေးချယ်ပေးရဲ့ယူကာဆယ်ဘော်ဒီလေးကိုအကြိုက်တွေ့ရင် like ကစားဖို့ကျွန်တော်ကလာရောက်ပြီးတော့အကြံပြုရခြင်းဖြစ်ပါတယ်နောက်တစ်ခုကအာ ဒုမကောင်းစားနေတဲ့မစ်ဆွေများတွေကျွန်တော်ဒီကကျွန်တော်ရှိမှာဆိုရင်ဒါပွဲစဉ်အများကြီးရနေပြီးတော့မှနိုင်လေးပွဲရှိတယ်။နောက်ကကျွန်တော်လက်ကြီးဖိုက်တာညီကိုများတွေပွဲကြရင်ပြောင်းပြီးရောပြီးရောစားပွဲရှိပါတယ်။အကြောင်းမကျွန်တော်ရှိမှာနိုင်ပေးပွဲနဲ့ရောစားပွဲယူစားခြင်းနဲ့မစ်ဆွေများအနေနဲ့ကတော့ Viber နဲ့ Telegram နံပါတ်39ကို8999963939ကိုဆက်သွယ်လို့ရပါတယ်။အဲတော့ ပုံမှန်တိုင်းပဲကျွန်တော်ရဲ့ဒီစက်မှုတွေကိုနေ့စဉ်ကြည့်ရှုနေတဲ့မိတ်ဆွေများတွေကတော့ကျွန်တော်ရဲ့ဒီ log in command ချက်များ YouTube channel ကို subscribe လုပ်ထားပြီးလို့ရပါတယ်။ဗီဒီယိုလေးကိုစောင့်ကြည့်ပြီးမိတ်ဆွေများအားလုံးကိုကျေးဇူးအထူးတရှိပါတယ်။ကျွန်တော်မနက်မကြရင်လည်းပုံမှန်တိုင်းပဲတပွဲကောင်းရွေးချယ်မှုနဲ့တူအားလုံးနဲ့ပြန်ဆောင်ကြပါမယ်။